ားလုံးမင်္ဂလာပါကျမကတော့စိတ်တက်ကတုံနှစ်ရိုးကျောစစ်ဆေးပညာဌာနမှာတာဝန်ထမ်းဆောင်နေတဲ့တွဲဘက်ဘောမခဒေါက်တာဝူဝီလွင်စောဖြစ်ပါတယ်အခုဆွေးနွေးမယ်ခေါင်းစဉ်ကတော့ clinical years final part 2 students day အတွက်ရည်ရွယ်ပြီးတော့ဆွေးနွေးမယ် polyarthritis ဆိုရယ်ခေါင်းစဉ်ပဲဖြစ်ပါတယ်အဲ့တော့ polyarthritis ကိုမပြောခင်မှာ arthritis ဆိုပြီးတော့လူတွေကဘာဖြစ်တာလဲဆိုရင် arthritis ဖြစ်တယ်။ဒါမျိုးပြောရယ်ပေါ့နော်။အဲ့တော့ arthritis ကဘယ်လောက်ထိအောင် common ဖြစ်တယ်လဲ။ common ဖြစ်တယ်လဲဆိုလို့ရှင်ဒီကဘာမှာ9ယောက်မှာ1ယောက်က arthritis နဲ့ဖြစ်တာကိုတွေ့ရတယ်။2022မှာ United States National Center of Health Statistics ကနေပြောမှာ survey လုပ်ထားတာဆိုလို့ရှင် population တွေရဲ့18.9%က arthritis တွေဖြစ်တာကိုတွေ့ရတယ်။မျိုးသမီးနဲ့အမျိုးသားမှာဆိုမျိုးသမီးမှာပိုဖြစ်တာကိုတွေ့ရတယ်။အသက်အနည်းနဲ့ဆိုလို့ရှိရင်တော့ဒီ middle age တွေကနေစပြီးတော့မှတကြီးလာတဲ့လူတွေစစ်တီးကသုံးတာများလာတဲ့ကောင်စစ်တီးပသက်တဲ့စစ်တီး arthritis တွေကပိုပိုမှာများလာတာကိုတွေ့ရတယ်။အဲ့တော့ကျမတို့ဒီတင်ကြားရေးဆေးရုံဖြစ်တဲ့ရောက်လာပြီးခုဆေးရုံမှာ rheumatology OBD ရှိတယ်ဒီ OBD မှာတစ်နှစ်အတွင်းလာရောက်ပြတာတယ်နာပေါင်းဆိုလို့ရှိရင်2500နဲ့3000ကြားရဲမှာရှိတယ်အဲ့ဒီလူတွေရဲ့အားလုံးရဲ့တဝက်ကြော်ကြော်လောက်ကဒီ rheumatoid arthritis နဲ့ SLE patients ဖြစ်ကြတယ်သူတို့ကလည်း polyarthritis နဲ့ present လုပ်ကြတယ်တချို့တွေမှာဆိုလို့ရှိရင်တော့ extra articular features လို့ခေါ်ရတဲ့အစ်စ်ပုံနဲ့တခြားကွက်ထွက်တာလို့ဒါအဲ poor ရအောင်တော့ဒါမျိုးတွေနဲ့လည်း အဲဒါပေါ်မှာပြတာတွေ့ရအောင်နော်။ဟောကျွန်တော်တို့ဒီ OPD မှာ room dollar OPD မှာအဖြစ်များတဲ့အတွေ့အကြုံများတဲ့ယောဂါတွေရအောင် rheumatoid arthritis, systemic lupus erythematosus, systemic sclerosis, misconnected tissue disease. um undifferentiated connective tissue disease vasculitis နဲ့ spondyloarthritis ဒီယောဂါတွေက clinical OPD မှာတွေ့ရအများဆုံးဖြစ်တယ်။အဲ့တော့ polyarthritis နဲ့လာပြီဆိုရင်ဘယ်လိုမျိုး approach နဲ့ diagnosis ရအောင်လုပ်မလဲ။ဟုတ် step 1အနေနဲ့ဆိုလို့ရှိရင်အစစ်ကြိုက်တယ်အစစ်ရောင်နေလေးပတ်တော့ဖြစ်တယ်ဒါမျိုးလူနာပြောတာပဲဖြစ်ဖြစ်အစစ်တွေရောင်နေကြိုက်တယ်နားရည်ကျန်တယ်ပြောတာပဲဖြစ်ဖြစ်ဒါအစစ်ကတကယ်တမ်းလာတာလား arthritis လားဒါမှမဟုတ်အစစ်ဘေးနားမှာရှိတဲ့ soft tissue တွေကနေပေါ့ဖြစ်တဲ့ non articular rheumatism လားဆိုတာကို ွဲခြားရမယ်ဘယ်လိုခွဲရမလဲဆိုလို့ရှိရင်တော့ history taking နဲ့ physical examination လုပ်ပြီးတော့မှခွဲရအောင်အဲ့တော့ history မှာဆိုလို့ရှိရင်တော့ arthritis ဆိုတော့ရှင်းတယ်ဒီအဆစ်ကပဲဖြစ်တယ်သူကအဆစ်ကပဲဖြစ်တယ်တခြားနေရာမဖြစ်ဘူးအဲ non articular medicine solution တော့တခြားကြွက်သားတွေကလည်းနားတယ်အဆစ်ကလည်းနားတယ်ဆိုပြီးတော့မှ victim နေနဲ့သူကပြောကြတယ်ဒါ history မှာပေါ့နော်အဲ့တော့ physical examination မှာဆိုလို့ရှင်တော့ arthritis လား non articular medicine လားဆိုတော့ဟို motivation လုပ်ပြီးတော့မှမောစမ်းလို့ရတယ်ပေါ့နော်ဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီ risk joint pain နဲ့လာရည်လူနာတယောက်က risk joint pain နဲ့လာရည်ဒီနာနာရည်လို့ပြောလိုက်လို့ရှိရင်ဒါဒီ joint ညောင်ဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီနာပတ်ပတ်လည်မှာရှိတယ်တန်တန်ကြီး muscle နာလို့လည်းဖြစ်နိုင်တယ်နော်အဲ့တော့ဘလို့စမ်းကြည့်လဲဆိုလို့ရှိရင်ဒီ joint risk နာရည်ဆိုရင်ဒီ risk joint ကိုစမ်းကြည့်အဲ့တော့ arthritis ဆိုလို့ရှိရင်တော့ဘယ်လိုပဲပတ်ပတ်လည်ဘလို့ပဲစမ်းစမ်း နော် anthropostia ပဲဖြစ်ဖြစ်နော်ဒီ media နဲ့ lateral ကိုပဲဖြစ်ဖြစ်အကုန်ပတ်ပတ်လည်နာမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးမှမဟုတ်ဘူးနော် tendon ကပဲဖြစ်တယ်ဆိုရင်ဥပမာ developing tendonitis ဖြစ်တယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ abductor bolus longus နဲ့နော် extensor bolus brevis ဒီ tendon လေးကိုပဲဖြစ်တော့မှနာမှာတခြားနေရာတွေထွေနာဖို့ပေါ့နော်အဲ့တော့ဖြစ်တဲ့နေရာမှာလည်း pressure ကအရန်ဖြစ်လို့မရဘူးဘလို့ ဘလို pressure နဲ့ဖိအောင်လဲဆိုလို့ရှိရင်လက်ညှိုးနဲ့လက်မအောင်ကိုယ့်ရဲ့လက်ညှိုးနဲ့လက်မအောင်ဖိကြည့်လိုက်ဖိကြည့်လိုက်လို့ရှိရင်တသေးခွန်ကြီးကတဝက်ကအဖြူတဝက်ကပန်းရောင်ကြီးဖြစ်အဲ့ဒီဖြစ်တဲ့ pressure လောက်နဲ့ပဲ patient မှာနာလောက်နာတာတန်းတန်းနဲ့ဆိုဆန်းရအောင်ပေါ့နော် joint ကိုဆန်းနေတာပါအဲ့ဒီ pressure နဲ့ပဲလိုက်ပြီးတော့မှဆန်းရအောင်ပေါ့နော်အဲ့တော့တန်းတန်း pain ဖြစ်သလားဒါမှမဟုတ်နော်တန်းတန်း pain လား joint pain လားဆိုတာကို patient examination လုပ်ကြည့်ပြီးတော့မှကျန်မြန်မြန်လေးခွဲနိုင်ပေါ့เนาะအဲ့ဒါက step 1ပေါ့เนาะနောက်တစ်ခုကတော့ step 2တော့ကောင်းပြီ arthritis ဖြစ်ပြီဆိုရင် arthritis ဒီ inflammatory လား non inflammatory လားဆိုတာကိုခွဲခြားဖို့လို့အဲ့တော့ဘယ်လိုခွဲမလဲတုံးစံအတိုင်းပဲ history taking physical examination history မှာဆိုလို့ရှိရင်တော့ inflammatory ရာများသောအားဖြင့်က systemic symptom အနေနဲ့တွဲတဲ့တယ်ဥပမာ acidity ရောင်တဲ့အချိန်မှာဖျားခြင်းတို့လိုဖြစ်လာတယ် acidity ရောင်တာတက်တာဝါးတဲ့ခါမှာဖျားကျသွားတယ်။ဒါမျိုး fatigue ဖြစ်နေတယ်။ more တယ်၊ no နေချိန်တည်းရင်လုံးတည်းရင်ဖြစ်တယ်။ဒါမျိုးတွေနဲ့လာတဲ့တယ်။ non inflammatory ရတော့ osteoarthritis ဆိုတာမျိုးတွေဆိုရင်တော့ညာသွားပြန် systemic symptom သိပြောမရှိ acid ပဲသီးတာပြီးဖြစ်တယ်။ systemic symptom နဲ့မလာတဲ့ဘူး။နောက်တစ်ခုကတော့ inflammatory တွေမှာ နော် inflammatory တွေမှာဆိုလို့ရှိရင်ဒီ onset ကဘယ်လိုလာလဲ symptom တခုရပြီဆိုလို့ရှိရင်အားလုံးကြည့်တဲ့အတိုင်းပဲ symptom ကို analyze လုပ်ပါတယ် analyze လုပ်တဲ့နေရာမှာအတူလေးတော့မှတ်ထားတယ် severity ဆိုတော့နော် s ကကြတော့ site ကဘယ်နေရာလဲဘယ်လိုမျိုးလို့လားပေါ်လို့လားဘယ်နေရာလာတာလဲဟုတ်ဟုတ်ဟိုကတော့ onset onset က inflammatory တွေမှာဆို insidious onset တမမို့ sudden onset နဲ့လာတဲ့တဲ့ nine inflammatory ရများတော့ gradual onset နဲ့လာတဲ့တဲ့ ောက်တစ်ခုကတော့ morning stiffness a morning stiffness က more than 1 hour ဆိုရင် inflammatory ဖြစ်ပုံများတယ်ဒါမှမဟုတ်လို့ရှင် less than 60 minutes ဆိုလို့ရှင်တော့ non inflammatory ဖြစ်ပုံများတယ်နောက်တစ်ခုက inflammatory arthritis ဒီမှာဆိုလို့ရှင်တော့နော်မနက်နဲ့ညဆိုတဲ့အချိန်မှာပူနာလဲလို့ပြီးလိုက်လို့ရှင်မနက်ပိုင်းတွေမှာနာရင်ဆိုရင်ဒါများသောအဖြစ် inflammatory arthritis ဖြစ်ပုံများတယ် inflammatory cause ဖြစ်ပုံများတယ်အဲ့တော့ non inflammatory ရများသောအဖြစ်တော့ ညနေပိုင်းလောက်ကျမှာနော်တို့လိုရှားရှားလို့မနေ့တုန်းကအကောင်ညနေကြတော့မှလုတ်ပြီးများပြီးတော့ညနေပိုင်းမှာနားရတယ်ဘာမျိုးကြီးဆိုလို့ရှိရင် non inflammatory နဲ့လာတဲ့အဲ့တော့ worst time of day morning လာ evening လာဒီလိုက်နောက်တစ်ခုကတော့ one symptom စီကငင်းငင်းလေးထိုင်နေလိုက်တာတနားရီလောက်ကြာတယ်ဒါမှမထိုင်လက်တဲ့ minute နော်30လောက်ထိုင်နေလိုက်ရင်ပြန်ထလိုက်တဲ့ခါမှာနာလာတယ်ဒါမျိုးက inflammatory ဖြစ်ပုံများတယ်အဲ့တော့လုတ်လို့ရှားရှားလုလိုက်ရင်ကောင်းသွားတယ် ်အဲ့လိုမျိုးဆိုလို့ရှင်ဒါ inflammatory နာ inflammatory ကလှုပ်လှုပ်ရှားရှားလုံးပိုနာတယ်နားလိုက်ရင်သက်သာတယ်နော်ဒါက history နဲ့နော် inflammatory လား non inflammatory လားကို history နဲ့တင်မယ်အကြံဉာဏ်ခွဲနိုင်နော်အဲ့တော့ဒုတိယအဆက် step 2က inflammatory လား non inflammatory လားဆိုတာကိုခွဲမယ်အဲ့တော့ step 3က inflammatory ဆိုပါဆိုဒါဆိုရင် mono လား poly လားဆိုပြီးတော့မှ step 3အနေနဲ့ခွဲမယ်အဲ့တော့ မိုနိုဆိုနောက်တစ်ခုလေပေါ်လီဆိုလို့ရှိရင်တော့တော့၅ခုနဲ့အထက်ပေါ့နော်၄၅ခုလောက်၄ခုနဲ့အထက်ဒါမှမဟုတ်၅ခုနဲ့အထက်ငါအဆိုရှင်ပေါ်လီအာသရိုက်တစ်လို့ခေါ်တယ်အဲ့တော့မိုနိုမိုနိုဆိုပါရီစဉ်းစားမလဲ acute mono arthritis ဆိုလို့ရှိရင် common ဖြစ်တာကတော့ gout က common ဖြစ်တယ် pseudo gout နော် gout လိုမျိုးပဲဒါပေမဲ့လည်းနော် gout တော့မဟုတ်ဘူး crystal rock crystal ဆိုလို့ gout trauma hip arthrosis spondyloarthritis psoriatic arthritis rheumatic arthritis enteropathic arthritis ဒါတွေကတော့ acute monoarthritis နဲ့လာတတ်တဲ့ common cause တွေဖြစ်တယ် or less common cause က rheumatoid arthritis rheumatoid arthritis တကယ်တမ်းကျတော့အဖြစ်များတာဒီပါလေ polyarthritis ဆက်လာတယ်ဒါပေမဲ့တစ်ခါတလေကျလို့ရှိရင်တော့ mono နဲ့လည်း present လုပ်တတ်တယ်ဆိုတာကိုလည်းမမေ့ရဘူး or less common cause တွေမှာ rheumatoid arthritis juvenile idiopathic arthritis pigmented villonodular synovitis foreign body reaction tuberculosis leukemia, gonococcal infection, osteomyelitis. Dari ga ro less common phit de, no? Aro monoarthritis ne la re solution ro dari go sin sa common ni go yin sin sa me, yo less common ni no? no, le me ya, no? Aro poly ne la lu shin no bari sin sa me common cost. Rheumatoid arthritis, viral arthritis, osteoarthritis, psoriatic arthritis, axial spondyloarthritis and enteropathic arthritis. in juvenile idiopathic arthritis chronic gout chronic sarcoidosis calcium phosphate arthritis ဒီဟာတွေက common causes of polyarthritis တွေဖြစ်တယ်နော်အဲ့တော့ step 1 2ပြီးတော့3မှာခုနပြောတယ် monolar polylar ဆိုတာကိုသိပြီဆိုရင်နော်ဒီ below pattern နေနဲ့လာလေဥပမာလို့ထွား arthritis ဆို polyarthritis နဲ့လာရင်နော် extra radicular တွေကဘယ်လိုရှိသလဲဆိုတာကို step 4အနေနဲ့ light ပြောမှာရှာအောင် step 4ကတော့ extra articular ကိုရှာရအောင်အဲ့တော့ rheumatology မှာဆိုရင်နော်ဒီခြေဒီပင်လယ်ထဲမှာမျောနေတဲ့ရေခဲတုံးကြီးရေခဲတုံးကြီးလို့ပဲ tip of the iceberg ကြီး arthritis နဲ့ present လုပ်တယ်ဒါသူ့ရဲ့အောက်မှာရေပြင်အောက်မှာနော်ဒီ iceberg ကြီးอ่ะဘာရှိလဲဆိုရင် extra articular problems ရှိတယ် အဲ့ဒီဟာတွေပါလိုက်ပြီးတော့ပေါ်ထုတ်ပြီးတော့မှ manage လုပ်ဖို့အရေးကြီးတယ်။ဒါကြောင့်မလို့ step 4မှာဆိုလို့ရှိရင်တော့ articular extra articular findings ကိုရှားရမှာဖြစ်ပါတယ်။အဲ့တော့ extra articular features တွေကဘယ်လိုဟာမျိုးကြီးပြောရလဲ။ဥပမာ SLE ဆိုလို့ရှိရင်တော့သူကနော် facial rash နဲ့ malar rash, butterfly rash, typical butterfly rash နဲ့ပါလာတယ်။နော် photosensitive ဖြစ်တယ်။ oral ulcer နဲ့လာတယ်။မျက်စိမှာဆိုလို့ရှိရင် uh, episcleritis, scleritis, red eye, and lame, or other living solution, No, or name a delivery, damn lame, augusin, as we pericarditis, pericardial effusion, myocarditis, or lens muscle, respiratory system muscle, or pneumonitis in a lot of day, blue effusion in a lot of day, now GI symptom solution, or lupus cut the mule, enteritis in a lot of hepatitis in a lot of the renal system solution, or နော် nephritis ဒါမျိုးနဲ့လာတတ်တယ် protein urea တို့နော် edema တို့ဒါမျိုးနဲ့လာတတ်တယ်ဟော renal system ပြီးရဲ့အခါကျတော့ CNS CNS နဲ့ပတ်သက်တယ်ဆိုတော့ pits တို့ဟော vasculitis တွေ stroke ဒါမျိုးနဲ့လာတတ်တယ် psychosis တွေနဲ့လာတတ်တယ် CNS နဲ့ပတ်သက်တဲ့ဟာတွေနော်အဲ့တော့အခြား hematology က နော် extra radicular နဲ့ hematology မှာဆိုရင်တော့ ancyto pinea တို့ thrombocyto pinea တို့ leukemia တို့ကို pinea တို့ဒါမျိုးတွေနဲ့လာတတ်တယ်အဲ့ဒီ extra radicular features တွေကိုလိုက်ပြီးတော့မှရှာပေးရမယ်နော်ဒီမှာနောက် example extra radicular ဆိုရင် scleroderma လို့ခေါ်မျိုးဆိုရင် tightening of the skin နဲ့တွေ့ရမယ် swollen bubble skin တွေတွေ့ရမယ် interstitial lung disease နဲ့လာတတ်တယ်အာနောက်တော့နောက်တော့ zero stomia ကို dysphagia ကိုနော်ဒါမျိုးတွေလည်းလာတတ်တယ် နော်အဲ common ဖြစ်တာတော့ဒီမှာ interstitial lung disease တွေနဲ့လာတတ်တာမြင်ရတယ်ပေါ့နော် tightening skin တွေနဲ့နောက်တော့ renal phenomenon တက်တီးယာပြပြနေတာဒါမျိုးတွေနဲ့တက်တယ် extra articular features တွေ also we use this mouse solution နဲ့အဲ့လိုပဲ extra articular နဲ့ rash တွေနဲ့ so so we to patch patch တွေတွေ့ရမယ် rash တွေတွေ့ရမယ်ဒါတွေလိုက်ရှာပြရမယ်ပတိနေလို့ဆိုရင် thrombophlebitis thrombophlebitis solution နဲ့ bottom that you အဲ့လက်မှာဆိုရင်ဒီ design တွေ show sign တွေ heli throw rash တွေမျိုးတွေလိုက်ရအောင်ပဲပေါ့နော်ဆိုတော့ extra article features အဲ့လိုပဲ crystal osmopathy မှာ solution နဲ့အဲ့ extra article မှာဒီမှာ two features two five နဲ့ glucose ဖြစ်တာဒီတမျိုးတွေလိုက်ရအောင်ပဲပေါ့နော်ဆိုတော့ step 4ကတော့ extra article findings တွေကိုလိုက်ရှာရမယ် အဲ့တော့ရှာပြီးတဲ့အခါကျတော့မှ narrow down ပေါ့နော်ဒီ age particular features တွေနဲ့ဒီ polyarthritis နဲ့တွဲရတယ်ဆိုရင်ဒီယောဂဖြစ်နိုင်တယ်အဲဒါဆိုလို့ရှိရင်ဒီယောဂဖြစ်နိုင်တယ် SLE နဲ့တူရဲဆိုရင် SLE နဲ့ပတ်သက်တဲ့နော် diagnostic အကို help ဖြစ်တဲ့ laboratory test တွေအလုပ်မဲ့ဥပမာအဲ ANA ကို file လုပ်တာမျိုးပေါ့နော်အဲ double stranded DNA အမျိုးကြီးလုပ်မယ်အခုကတော့ blood for complete pictures to inflammatory markers တွေလုပ်မယ် liver function renal function တွေလုပ်ပေါ့နော်စဉ်းကြရအောင်နော် diagnosis တွေကိုဖျားပေါ့နော်အဲ့တော့ပြန်ပြီးတော့မှ polyarthritis ကိုခြုံပြုတော့ကြောမယ်ဆိုလို့ရှင်နော်အဲ polyarthritis နဲ့လာရဆိုရင် complete physical examination this retaking a physical examination လုပ်ရမယ်အဲ့ဒီမှာ synovitis ရှိလားမရှိလားရှိတယ်ဆိုရင်6 week အထက်လား6 week အောက်လား6 week အထက်ဆိုရင် systemic rheumatic disease ဖြစ်နိုင်တယ် chronic disease ဖြစ်နိုင်တယ် ဆေးဆေးအောက်ဆိုလို့ရှိရင် viral လားဆိုတာကိုစဉ်းစားရတယ်။နောက်တော့ဒါမှမဟုတ်လို့ရှိရင်လည်း early symptom early systemic related disease တွေဖြစ်နိုင်တယ်ပေါ့နော်။တော့ complete follow up လုပ်မယ်။ဟုတ်ပြီအခါကျတော့ investigation လေးလုပ်မယ်။အဲ့လိုမျိုးမဟုတ်ဘဲ synovitis မရှိဘူးဆိုလို့ရှိရင်တော့ tender point ရှိလားမရှိလားလိုက်ကြည့်တယ်။ tender point ဆိုဘယ်လိုမျိုးလဲဆိုရင်ဒီ joint မဟုတ်ဘဲနဲ့နီးနားတစ်ဝိုက်ကနော်တန်တန်လေးနေရာနေပေါ့မှာထိလိုက်လို့ရှိရင်လူနာတုံသွားတယ်။ဒါတော့ tender point ရှိတယ်ပေါ့။ အဲ့ဒါက fibromyalgia ကိုဒါမှမဟုတ် site by site တောင်မျိုးကြီးနဲ့တွေ့ရတယ်။ဒါနဲ့တမိုင်းမရှိဘူးဆိုရင် viral arthralgia, osteoarthritis, soft tissue abnormality, hypothyroidism, neuropathic pain and metabolic bone disease, depression, diabetes. အဲ့ဒါကြီး solution of viral lithiumin ဆိုရင် BC ဒါမျိုးတွေလုပ်မယ်။ thyroid lithiumin ဆိုရင် thyroid function test လုပ်။ဟော metabolic ဆိုရင် metabolic နဲ့ပတ်သက်တဲ့ဟာတွေလုပ်မယ်နော်။ so the investigation နေ narrow down လုပ်ပြီးရခင်ဗျာ diagnosis ရောက်သွားပြီးတော့ Uh, according to dialysis at uh, time and initial set goma low ama ဖြစ်ပါတယ် so along ကို choke ပြီးတော့ပြောင်းမယ် solution တော့ step 1က nematic က arthritis la เนาะပြန်ပြီးတော့ကြည့်မယ် solution arthritis la တမမနာ non articular rheumatism la step 1 step 2ကတော့ uh, inflammatory la uh, non inflammatory la step 3ကကြတော့ uh, mono la uh, poly la uh, step 4ကတော့extra uh, articular density uh, step 5ကတော့ uh, investigation ဖြစ်တယ် uh, step by step approach uh, এনে পয়া মাখতে পারে এবং জেজুতে পারে